ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခေတ်တော့ Grade 11 English Unit 6 Travel in South Asia 2 Reading Bank ကိုတူတူလေ့လာကြည့်ကြရအောင် Say a reading with the passage The following are descriptions of the tourist attractions of five more countries in South Asia အောက်မှာဖော်ပြထားသည်များသည်တဲ့အရှေ့တောင်အာရှရဲ့ five more countries နောက်ထပ်၅နိုင်ငံ of the tourist attraction ကဘာလက်ခီးတွားတွေဆက်ဆောင်မှုနောက်ထပ်၅နိုင်ငံရဲ့ discretions အကြောင်းအရာတွေပဲဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ firstly our country myanmar myanmar known as the golden land ရွှေနိုင်ငံလို့သိကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံဟာဆိုရင်တဲ့ is famous for ကြော်ကြပါတယ် is ၎င်းရဲ့ glittery pagodas glittery ဆိုတာက sparkling ပဲပေါ့နော် shiny brightly when many small flashes of light ဆိုတာအဲရွှေရောင်တစ်ဖက်ဖက်တလစ်လစ်တောက်ပနေတော့ဖျားစီတီများ ਨੇ hue mineral resources hue ဆိုတာက extremely large in size or amount ပမာဏများပြားသောဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပမာဏလည်းပြောလို့ရတယ်အရွယ်စားလည်းပြောလို့ရတယ်အဆင့်လည်းပြောလို့ရတယ်ပေါ့ hue mineral resources တဘဝတန်ဇတ်တတွန့်ထွပစ္စည်းတွေပေါ်ကျွယ်ဝခြင်း vast resort timber forest first ဆိုတာကလည်းဒီနေရာမှာ hue ပဲဖြစ်ပါတယ် extremely light in area size amount etc track ဆိုတာကတော့ area ကိုပြောတာ in area of land especially a large one အဲ့တော့ vast tract ဆိုတော့ဒါကြီးမားကျယ်ပြန့်လာတော့ဒီနယ်မြေကြီးပေါ့ဗျာ of timber forest ဆိုတော့ကြီးမားကျယ်ပြန့်လာတော့ဒါတက်တော့တွေ human resources ကျေဝလာတော့တွန်းထွက်ပစ္စည်းတွေနဲ့ glittery pagodas ချွေအောင်တစ်ဖြက်ဖြက်တောက်နေတော့ ဖျားစီတီများတဲ့ as well as ဒါပြင် for the hospitality of its people သူရဲ့ပြည်သူတွေရဲ့ the hospitability ဒီနေရာမှာ hospitability ဆိုတဲ့ word ကလေးကိုပြောစရာရှိရဲ့အကယ်၍ Morian Webster မှာပဲဖြစ်ဖြစ်ဒီ Oxford Dictionary မှာပဲဖြစ်ဖြစ် hospitability လို့သွားရှာရင်တွေ့မှာမဟုတ်ဘူး hospitable hospitable လို့ခေါ်တဲ့ adjective တော့တွေ့လိမ့်မယ် ီ hospitality ဆိုတာကအကဲရစ်သူဒီ typing error ပဲလားစလုံးပေါင်းမှားထားလားဒါမှမဟုတ်တမင်ဒီ hospitable ကို ity ထည့်ပြီးတော့မှများနောက်ဖောင်ပြုတ်လို့ထားလားဆိုတော့ကျွန်တော်မသိဘူးပေါ့နော်သို့တော့ကျွန်တော်တို့ oxford ထဲမှာရှိတာက hospitality ပဲရှိတယ်သူရဲ့နောက်ဖောင်က hospitality ဒီ hospitality ရှိပြီးသားဖြစ်တဲ့အတွက် hospitability ဆိုတာကတော့ရှင်းနေကြအကြောင်းမရှိတော့ဘူးပေါ့နော်အဲ့ဒါလေးကိုအဲမှတ်ထားစေချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါ ကျွန်တော်တို့ဒီမှာ hospitality ပဲရေးထားပါတယ် hospitality or is people သူရဲ့ပြည်သူတွေရဲ့ဒီဖော်ရည်ယဉ်နီးယဉ်နီးဖော်ရည်မှုတွေတတိမကျပြန်လာတော့တက်တော်တွေကျွေးဝါလာတော့တွန်းထွက်ပစ္စည်းတွေနဲ့တစ်ဖက်ဖက်ရှင်ယုံတစ်ဖက်ဖက်တောက်နေတဲ့ဖျားစီတွေတွေကြောင့်မို့တဲ့နာမည်ကြီးလာပါတယ်တဲ့နေပြည်တော် is the capital city of the republic of the union of myanmar နေပြည်တော်ဟာဆိုရင်ပြည်တော်စုသမ္မတနေမြန်မာနိုင်ငံတော်ရဲ့ the capital city အဓိကမြို့တော်လည်းဖြစ်ပါတယ်တဲ့ it is the headquarters of government ministries headquarters ဆိုတာကတော့ဌာနချုပ်လိုပဲပြောမှာပေါ့မြန်မာလိုတော့ a place where a place from which an organization or military operation is control a place နေရာတက်တနေရာပါတဲ့ from ဘယ်နေရာလဲဆိုတော့အဲ့ဒီနေရာစီကနေ organization or military operation is control ဖော်စီတခုတော့မဟုတ်တစ်ပတ်ဆိုင်ရာ operation တွေကို control ထိန်းချုပ်ထားတဲ့နေရာဆိုတော့ဒါကဌာနချုပ်ပေါ့ဗျာ ထားချုပ်လည်းဖြစ်ပါတယ်တဲ့ of government ministry ကျွန်တော်တို့အစိုးရဝန်ကြီးဌာနတွေရဲ့ရုံးစက်ရာမြို့ဌာနချုပ်လည်းဖြစ်ပါတယ်တဲ့ the commercial city is yangon ကျွန်တော်တို့ရဲ့ဒီစီးပွားရေးမြို့တော်ကတော့ရန်ကုန်မြို့ဖြစ်ပါတယ်ဝဲအဲ့ဒီရန်ကုန်မြို့မှာဆိုရင် one can find တွေ့နိုင်တယ် many famous historic pagodas နာမည်ကြီးကျော်ကြားလာတဲ့တမန်ဝင်ဘုရားစီတီတွေဖြစ်တဲ့ the shwedagon shwedagon the buddha town in sule ရေကုံစုလီဘုဒ္ဓထောင်ပေါ့နော်နာမည်ကြီးဖျားစီတွေကိုတွေ့နိုင်တယ်တဲ့ပြီးတော့ဘာလဲလဲ rich and fascinating museums in many places of recreation rich and fascinating fascinating ဆိုတာ extremely interesting and attractive ဆက်ဆောင်မှုလေးရှိတော့စိတ်ဝင်စားစရာလည်းကောင်းတော့အလွန်အမင်းဆက်ဆောင်မှုရှိပြီးစိတ်ဝင်စားစရာကောင်းလာတဲ့ museums ပြရိုက်တွေနဲ့ many places of recreation recreation ဆိုတာတော့အနားယူပန်းဖြေစရာနေရာတွေပေါ့ the fear of people doing things for enjoyment လူတွေ ဒီအပျော်တွေ့လောက်ကြတဲ့အဲအချက်လက်တွေ when they are not working အလုပ်မလုပ်ဘဲအလုပ်အလုပ်လုပ်နေတာမဟုတ်ဘဲနဲ့သူတို့အပျော်စရာရှင်စရာအပျော်တက်အတက်တက်လောက်ကြတာဆိုတာအပန်းဖြေတာပေါ့နော်အဲ့တော့ rich and fascinating museum and many places of recreation တခြားသောဒီမြတ်ပြက်လာတော့အနောက်ယူပန်းဖြေတဲ့နေရာတွေအရန်ကိုဆက်ဆောင်မှုရှိပြီးဆိုစိတ်ဝင်စားစရာကောင်းတဲ့ပြလိုက်တင်နေတဲ့ဒီတကယ်နာမည်ကြီးကြော်ကြားလာတဲ့တမန်းဝင် ဖျားစီတီတွေဖြစ်တဲ့ရွှေတကုံတို့ဘုဒ္ဓထောင်တို့စုလီစီတီတွေကိုလည်းရန်ကုန်မြို့မှာတွေ့နေပါတယ်တဲ့ဟုတ်ကဲ့စစ်ကြည့်ကြရအောင် The Eri River is considered as the lifeblood of the people of Myanmar Eri River ကို consider consider ဆိုတာကယူဆထားကြတယ်တဲ့ as the lifeblood of the people of Myanmar မြန်မာပြည်သူတွေရဲ့မြန်မာပြည်သူပြည်သားတွေရဲ့ lifeblood အသက်သွေးကြောလို့ယူဆထားကြတယ်တဲ့ Along East Bank အဲ့ဒီ Eri မြစ်ရဲ့ ကန်ယူနန်တလျှောက်မှာဆိုရင်နိကန်တလျှောက်မှာဆိုရင် stand ရှိပါတယ် many ancient capitals of myanmar king မြန်မာဘရင်တွေရဲ့ရှေးဟောင်းမြို့တော်တွေရှိပါတယ်တဲ့ဝဲအဲ့ဒီမြန်မာဘရင်တွေရဲ့ရှေးဟောင်းမြို့တော်တွေမှာ many မြက်ပြက်လာစားတော့ existing တည်ရှိသော old monuments and buildings ဒီရှေးဟောင်းကြောက်တိုင်နေ and building အဆောက်အုံတွေအရဆိုရင် stair reflect reflect ဆိုတာကထဲကနေသေးပဲတဲ့ the greatness and glory uh, greatness ကတော့ဒါ ီးကျယ်ခန္ဓာမှုပေါ့ glory ဆိုတာကဂုံကျစ်တည်းပေါ့နော် glory fame praise and honor honor that is given to somebody because they have achieved achieved something important ဆိုချစ်တယ်အဲ့တော့ဒီအရာဒီမြေကန်တစ်ချောက်မှာရှိနေတဲ့ဒီကျွန်တော်တို့ရှီဟောင်းဘယင်တွေရဲ့ဘယင်ရဲ့ရှီဟောင်းမြို့တော်တွေမှာဆိုရင်တဲ့ existing ရှိနေသော omnimus buildings အ ဒီရှေးဟောင်းဆောက်ဦးတွေထိမကျောက်တိုင်နေရဆိုရင် state with plan 10အနေနဲ့ပဲ the greatness and glory အတိတ်ကကျွန်တော်တို့ကြီးကျယ်မြင့်မြတ်မှုတွေဒီဂုံကျစ်တရားတွေကိုထဲရနေသေးပါပဲတဲ့အမန် others တခြားတွေတဲကမှပကံပကံမြုပ်ပေါ့နော် what is more than 200 2500 old goddess ရှေးဟောင်းဖျားစီဒီပေါင်း2500ကျော်ရှိတဲ့ပကံမြုပ်ဟာဆိုရင် is recognized သတ်မှတ်ထားပါတယ်တဲ့ by the world traveler as one of the world's wonders ကမ္ဘာလက်ခီးတော်တွေကနေကမ္ဘာအံ့ပွဲရာတွေကတခုဖြစ်တတ်မှတ်ထားပါတယ်တဲ့ In addition ဒါအပြင် the mural inside over 300 temples in the site ကျွန်တော်တို့ in the site ဆိုတာကပုဂံကိုပဲပြောချင်တာဒီပုဂံမှာရှိတဲ့ over 300 temples ဒီဖျားချောင်းပေါင်း300မှာတဲ့300ရဲ့ inside အတွင်းထဲမှာရှိတဲ့ murals နိုင်ငံစည်းပကြီးတွေဟာဆိုရင် found found ကတော့ပုံဖော်တယ်ပေါ့နော် a unique unique ဆိုတော့ very special ကိုပြောတာဒါပကံပေါ့နော် unique unique ဆိုတာကကျွန်တော်တို့ very special and unusual corpus corpus ဆိုတာက a collection ကိုပြောရင်တာတစုတဝေးတဲ့ပေါ့နော် of painting in south asia ဒီတော့အခြားမှာဆိုရင်ね corpus unique corpus of painting ဒီတကယ့်ကိုထူးကဲလာတဲ့ပကြီလျာတွေနိုင်ငံစည်းပကြီလျာအစုတွေကိုပုံဖော်ထားပါတယ်တဲ့ that's ဒါကြောင့်မို့ The Bagan Archaeological Area Bagan Shihong Yinjimu Name ကို was officially named တရားဝင်သတ်မှတ်ထားပါတယ် as a UNESCO heritage site in 2019 2019ခုနှစ်မှာကမ္ဘာရှီဟောင်းယဉ်ကျေးမှုအမွေနဲ့နေရာအဖြစ်တရားဝင်သတ်မှတ်ထားပါတယ်တဲ့ဟုတ်ကဲ့စစ်ကြည့်ကြအောင် just 50 kilometers from Bagan Bagan မြို့ကနေကီလိုမီတာ90အကွာမှာဆိုရင်တဲ့ 50 km ဆိုတော့ maybe ကျွန်တော်တို့ minus ဆိုရင်တော့ minus 30လောက်ရှိမှာပေါ့နော်1.5 km တမိုင်မှာ1.5 km ဆိုတော့ lines ရှိပါတယ်တဲ့ mount ပုတ်ပါပုတ်ပါတောင်ရှိပါတယ် an extinct volcano volcano ဆိုတာမီးတောင် extinct ဆိုတာကမီးတောင်နဲ့ပတ်သက်မှာဆိုရင် no longer active active မဖြစ်တော့တော့မင်းကြီးတောင်ပေါ့ဗျာမင်းကြီးတောင်ဖြစ်တဲ့ပုတ်ပါတောင်တည်ရှိပါတယ်တဲ့ it is a unique place ၎င်းကဆိုရင်တကယ်ကိုထူးခဲ့တဲ့နေရာပါပဲတဲ့တကယ်ကိုထူးမြတ်တဲ့နေရာပဲ for အတွက် those သူတွေအတွက်လဲဆိုရင် who want to enjoy hiking and trekking in the mountains တောင်တန်းတွေမှာတဲ့ hiking and trekking trekking ဆိုတာက to make a long or difficult journey especially on foot တကယ်ကိုခရီးချမ်းပေါ့ဗျာ difficult journey ဆိုတော့ခြေချင်းခရီးချမ်းထွက်ချင်တဲ့လူတွေ hiking hiking ကတော့ရိုးရိုးပဲ to cook for a long walk ခြေလင်ခီးထွက်တာခြေလင်ခီးထွက်ချင်တဲ့လူတွေတောင်တန်းတွေမှာတဲ့ ခြေလျင်ခီးချမ်းနဲ့ခြေလျင်ခီးထွက်ပြီးတော့မှခံစားကြတဲ့လူတွေပို့တော့ a unique place တကယ်တင့်တော်တဲ့နေရာပဲတဲ့ one can also take a trip ခီးသွားနိုင်ပါတယ် to the shanghais ရှမ်းတန်တောင်ရှမ်းချမ်းတောင်တန်းတွေကိုလည်းခီးသွားနိုင်တယ်တဲ့ where the weather is cooler ရာသီဥတုပူပြီးတော့မှအေးတယ်ရှမ်းတန်ရှမ်းတောင်တန်းတွေစီဘက်ကိုလည်းခီးသွားနိုင်တယ် and ပြီးတော့ the smiles of the various indigenous people in their colorful traditional costume indigenous ဆိုတာကကျွန်တော်တို့ native လို့ပဲပြောပါဆို native ဆိုတာဌာနေပေါ့ဌာနေတိုင်းရင်းသားတွေပေါ့ in their colorful traditional costume costume ဆိုတာကတော့ the clothes ဥပစာတွေကိုပဲပြောတာသူတို့ရဲ့ဒီရောင်စုံအယိုးအယာဥပစာတွေနဲ့ various indigenous အမျိုးမျိုးသောဌာနေတိုင်းရင်းသားတွေရဲ့ the smiles အပြုံးနေဟာဆိုရင်နဲ့ create ဖန်တီးပေးပါတယ် warmth and friendliness နှွေးထွေးမှုနဲ့ unique ဖွယ်မှုကိုဖန်တီးပေးပါတယ်တဲ့ beside that ပြီ it is here ဒီနေရာမှာပါတဲ့ဘယ်နေရာမှာလဲဆိုတော့ shahis မှာပေါ့ဗျာရှမ်းမှာရှမ်းပြည်မှာပေါ့ the the famous lake roar of inley lake can be seen inley ကန်ရဲ့နာမည်ကြီး lake roars roar ဆိုတာကလှော်တာ to move a boat through water using oars ကျွန်တော်တို့လှော်တဲ့တည်းကိုသူ့ပြီးတော့မှလှေကိုအဲရွှေ့အောင်ရွှေ့အောင်ပြုတ်ပြုတ်လုပ်တယ်ဆိုတာလှော်တာပေါ့ဗျာ lake roar ဆိုတော့6နဲ့လှော်တယ် inley ကန်ရဲ့နာမည်ကြီး ခြေထောက်နဲ့လှေလောတဲ့သူတွေကိုတွေ့နိုင်တာဒီနေရာပဲတဲ့အဲ့တော့အဲအလိကမှာကခြေထောက်နဲ့လှေလောတဲ့သူတွေကိုတွေ့နိုင်တယ်လို့ပြောတာပါအင်မွန်စတိတ်မွန်ပြည်နယ်မှာဆိုရင် the golden rock ပကိုးထားအောင်ကြိုက်ထီယိုကြိုက်ထီယိုတော့မဟုတ်အဲရွှေကြောက်စီဒီလို့ပြောမလားရွှေကြောက်စီဒီကတဲ့ setting ရှိနေပါတယ် a top a top ဆိုတာကထိတ်မှာကိုပြောတာ at the top of ထိတ်မှာတဲ့ဘယ်ထိတ်မှာလဲဆိုတော့ a huge border ရှူးဆိုတာကြီးမားလာတော့ border ဆိုတာ a very large rock which has been shaped by water or the weather ရာသီဥတုတော့မဟုတ်ရေကြောင့်မို့တဲ့အဲရေရေတိုက်စားကနေပေါ်လာတဲ့ကြီးမားလာတဲ့ကြောက်တုံးကြီးပေါ့ huge border ကြီးမားလာတဲ့ကြောက်တုံးကြီးပေါ်မှာတည်ရှိနေသောကြိတ်ထီးချိုးဖျားစီတရားဆိုရင်ね appears ပုံပေါ်နေပါတယ် as if ကဲ့သို့ it were about to fall off about to fall off ပြုတ်ကျတော့မလို့ပုံစံပေါ်နေတယ်တဲ့ ဘယ်ရတယ်လဲဆိုတော့ the edge of a cliff cliff ဆိုတာကတောင်စွန်းကိုပြောတာ a high area of rock with a very steep side ဒီတောင်စွန်းကနေပြုတ်ကျတော့မဲ့ပုံစံပုံနေတယ်တဲ့ is also a major tourist attraction ဒီတိုက်တူးစီတွေဟာဆိုရင်တကယ်အဓိကကမ္ဘာလက်ခီးတော်ဆက်ဆောင်တဲ့နေရာလည်းဖြစ်ပါတယ်တဲ့ other major tourist attractions in myanmar are myanmar ပြည်မှာရှိတဲ့တခြားသောကမ္ဘာလက်ခီးတော်ဆက်ဆောင်တဲ့အဓိကနေရာတွေကတဲ့ အာဖြစ်ကြပါလေလောင်းရှိလျာသော white sandy white ဖြူလွှသော sandy ဆိုတဲတဲတောင်ထူထပ်တော်ပဲနော်တဲထူထပ်တော် pristine pristine ဆိုတာက fresh and calm sorry fresh and clean as if new အတက်အတက်လိုမျိုးတန့်ရှင်းလက်ဆက်တော်လို့ပြောချင်တော့အဲ့တော့တန့်ရှင်းလက်ဆက်တော်အတက်လိုမျိုးတန့်ရှင်းတော်ကန်းကြီတွေကန်းကြီတွေကြောင့်ပါတဲ့ where အဲ့ဒီကန်းကြီတွေမှာဆိုရင် one can study marine life ပလန်တွေတရားတွေကိုလည်းလေ့လာနိုင်တယ်တဲ့ပြီးတော့ enjoy peace and tranquility tranquil ဆိုတာက quiet and peaceful ကိုပြောတာအဲ့တော့အမ်ဒီမှာကျတော့ peace ပါပြီဆိုတော့ quiet ပေါ့ဗျာငြိမ်းချမ်းမှုနဲ့ငြိမ်းအေးမှုကိုလည်းခံစားနိုင်တယ်တဲ့ as well as that ပြင် view ကြည့်ရှုခံစားနိုင်တယ် nature it is bad တဘာဝတရားကြီးကိုသူ့ရဲ့အကောင်းဆုံးအခြေအနေတိုင်းကြည့်ရှုခံစားနိုင်ပါတယ်တဲ့